မြင်လားပါတော့ဒီမန်လေးကိုပြန်ပြင်မယ်ပေါ့နော်2026မှာအီချမ်းလောက်လာဆိုပြီးမန်လေးကိုဖြည့်ချောပါမယ်အာနပြဟိုသိကျင်တဲ့လူတွေကလည်းအော်နော်တော့ဘာတွေဖြစ်မလဲသိကျင်တဲ့လူတွေကကျွန်တော် line and follow လုပ်ကြပါလုပ်ပေးကြပါနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းကျွန်တော်နဲ့ပတ်သက်တဲ့လူတွေဒီဖရတရားလောက်ခိုင်းတာမျိုးပါမျိုးဆိုလို့ရှိရင်ဒါတို့လိုလည်းအဆင်ပြေတယ်နော်ဟိုဖြစ်လာမဲ့ကံတရားကြီးလည်းနောက်ဆုတ်တာပေါ့နော်အခုအာ နောက်26မှာအီချမ်းပါလားဆိုကျွန်တော်ဒီတော့ကိုကျွန်တော်ပြောရမယ်ဆိုရင်နောက်26မှာကျွန်တော်မြန်မာနိုင်ငံကိုပြောမယ်မြန်မာနိုင်ငံမှာ2026မှာအဲတော်တော်ဆူဆူဝါဝါဆိုတဲ့အနေအထားမျိုးတွေရောက်သွားပါလိမ့်မယ်เนาะဟိုစစ်ကြီးတွေဖြစ်ပါဖြစ်လာလိမ့်မယ်စစ်ကြီးတွေဖြစ်ပြီး စေကူတာမှုခံယူမှုတွေအရေးစေးတောင်မမီနိုင်တဲ့အနေအထားမျိုးတွေထိ ရောက်သွားလိမ့်မယ် တင်ပြောက်တည်းလည်းအရင်များလိမ့်မယ်။နောက်ပြီးသူ့အတွက်တန်ရုံမူတည်းအရင်များလိမ့်မယ်။နော်အဲဒါကြောင့်မို့များလိမ့်မယ်။ဒါမြန်မာနိုင်ငံပေါ့။အဲဒါကြောင့်မို့ကျွန်တော်တို့ဒီလိုတွေမများအောင်ကျွန်တော်တို့ဒီဖျားတရားတွေများများလုပ်ပေးကြပါ။ကျွန်တော်တို့ဖျားတရားကိုဘက်ကိုပဲကျွန်တော်တိုက်တွန်းပါတယ်။နော်ဖျားတရားဘက်ကိုကျွန်တော်တိုက်တွန်းပါတယ်။ဆိုတော့ဖျားတရားများများလို့ရင်ဒါတွေကဖြစ်လာမှာမဟုတ်ဘူး။နော်။ဒါမှလည်းအလိုမဟုတ်ဘူး။ချောက်ွားဆိုတဲ့အနေထားမျိုးဆိုလို့ရှိရင်ဒါတွေဖြစ်လာမှာလိမ့်မယ်။အဲ့နောက်ပြီးတစ်ချက်က မြမပြီမြောက်ဖျားဘက်တည်းခရုဆိုင်ပါမြမပြီမြောက်ဖျားဘက်တည်းအာကျွန်တော်အရင်ကပြောခဲ့ပြီเนาะမားနေစားတယ်မြို့လေခရုဆိုင်ပါဟုတ်အဲ့ဒီမားရှိတဲ့သူခရုနောက်ပြီးတော့2026ထဲကိုရောက်လာလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲချင်းချောက်တာတော့မဟုတ်ဘူးเนาะမြင်တာကိုပြောပြရတာတော့2026ထဲရောက်လာရင် main ကလေးတွေခရုဆိုင်ကြပါ main ကလေးတွေ main ကလေးတွေတော့မအသက်ကြီးတဲ့ ဟေးပေါ့အသက်ကြီးတဲ့သူတွေကလေးတွေရောပေါ့နော်အထူးသဖြင့်ကလေးကယူဆိုင်ကြပါနော်2026တည်းကိုကျွန်တော်ရောက်လာလို့ရှိတယ်ဒါအခုကနေကယူဆိုင်ပါနော်အခုကနေကယူဆိုင်ကြပါတော်တော်ဆိုတော့ဘာလဲဘယ်လိုပြောမလဲဆိုတော့2026တည်းမှာလေးစစ်ဖြစ်ဖြစ်တယ်လို့ပဲကျွန်တော်တို့မြန်မာရဲ့တက်ကရင်တက်ကရင်နဲ့ကျွန်တော်ကြည်တာလေဒါစစ်ဖြစ်မယ်ဆိုရင်အနေထားမျိုးတွေကျွန်တော်တွေးနေရတယ်နော်စစ်တွေဖြစ်မယ်နော်နောက်ပြီးတော့ ဟိုမြန်မာတွေကိုသိချင်းနေတဲ့ဟာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဘယ်တော့ကြမှာအေးချမ်းပါတယ်ဆိုတဲ့အနေထားပေါ့နော်ဘယ်တော့ကြမှာအေးချမ်းပါလဲဆိုတဲ့အနေထားကိုအာဘယ်တော့ကြဘယ်နှစ်ကြမှာလဲဆိုဆိုတာပြောပြရမယ်ပေါ့နော်ဘယ်နှစ်ကြမှာလဲဆို2030နောက်ပိုင်းကြီးကြမှာအေးအေးချမ်းချမ်းဖြစ်လာပါလိမ့်မယ်ဒီကြားထဲမှာတော်တော်ဆူဆူဝါးဝါးဖြစ်ပါလိမ့်မယ် တော်တော်စိုးစိုးဝါးဝါဆိုလူတွေရဲ့လောဘဒေါသတွေနောက်ပြီးတခုချက်ဖို့ဒီပေါ်လာနေမယ်တခုချက်ဖို့ဒီပေါ်လာနေမယ်เนาะပစ္စည်းပစ္စည်းရတွေအပြောက်အရှာတွေများလာနေမယ်တခုချက်ဖို့ဒီပေါ်လာနေမယ်เนาะအဲ့လိုချင်းမိန်းကလေးတွေအာဘယ်ပြောမလဲဘယ်လိုပြောလို့ကောင်းဘယ်လိုပြောရင်ကောင်းလဲမရင်းကျင်းအခံရတာတို့အသက်ခံရရမျိုးတွေဖြစ်တတ်တယ်2026ထဲမှာ ဂရုစိုက်ကြပါနော်ဘယံတရားတွေလုံးကြပါဒါကျွန်တော်ချင်းချောင်းနေမဟုတ်ဘူးနော်ဖြစ်လာမယ်အကြောင်းတရားကိုကျွန်တော် ပြောပြနေရနော်ချင်းချောင်းနေမဟုတ်ဘူးနော်ဟိုဟိုဒါပါတော့ဘီရင်းစရာတွေလို့ချင်းချောက်ပြီးတော့နင်ဒိုင်းကြီးဖြစ်မယ်ပတ်စံဘေးဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောနေရမှာမဟုတ်ဘူးနော်ကျွန်တော်ကဲတင်းနေပြောနေရနော်ဒီစကားကိုပြောလို့ဖခင်တရားကိုလိုက်နာမယ်ဆိုလို့ရှိရင်ဒါဟာလွတ်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်အဲဒါကြောင့်မလို့နော်မင်းကလေးတွေနောက်နေစ6ထဲမှာဂရုစိုက်ပါ ယောက်ျားလေးတွေကအခုထုံနေတယ်ငားတွေမှာဂယူးဆိုင်ပါမိန်းလေးတွေကအဲ့မှာဂယူးဆိုင်ဘာဖြစ်လို့လဲဆိုတော့ဟိုယောက်ျားလေးတွေကိုဂယူးဆိုင်လို့ကျွန်တော်မပြောတော့ဘာဖြစ်လို့လဲတော့2020ငားကနေဂယူးဆိုင်လာမလို့2026လေဒီတိုင်းဆက်လာမှာယောက်ျားလေးတွေကတော့ဒါပေမဲ့မိန်းလေးတွေကထူးထူးခြားခြားဖြစ်လာမှာမဟုတ်လို့မိန်းလေးတွေပါဝင်လာမှာမဟုတ်လို့မိန်းလေးတွေဂယူးဆိုင်ကြပါလို့ကျွန်တော်မိန်းလေးတွေကိုအဓိကထားပြီးပြောထားတာเนาะ2026မှာเนาะအေဂျင့်လောက်လာလို့မင်းတော့ဟိုတရားရိပ်သားဝင်မှာပဲအေဂျင့်ပဲတရားရိပ်သားမဝင်ချင်တော့အေဂျင့်နိုင်ဘူး နော်ဒေါက်တာစူးစူးဝါဝါအနေထားမျိုးတွေဖြစ်တဲ့တယ်ပတ်စံရှိတဲ့လူကပတ်စံမရှိတာမျိုးပတ်စံမရှိတဲ့လူကဒုက္ခရောက်တာမျိုးဒါတွေဖြစ်တဲ့တယ်နော်အဲကြောင့်မလို့2020ကြောင့်မှအေဂျင့်ပါလားဆိုတော့2020ကြောင့်မှအေဂျင့်နိုင်ပါဘူးနော် follower တွေ line and တွေလုတ်ပေးကြပါနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အများကြီးရှိသေးတယ်ကျွန်တော်မြင်ထားရတဲ့စကားပြောစရာအများကြီးရှိတယ်ဒါကျွန်တော်နည်းနည်းပဲပြောရသေးတယ်ဟိုအသေးစိတ်ဒီတောင်မှကျွန်တော်ကောင်းကောင်းရောင်းရောင်းကျွန်တော်မပြောရသေးဘူးเนาะအဲဒါကြောင့်မလို့အလုံးပိုင်းပိုင်းပါဒီဒီမလေးကိုကျွန်တော် ပြင်ရင်းနဲ့တော့26မှာပါတယ်ဖြစ်မှာလေဆိုတော့ကျွန်တော်ဒါပုတ်အကြမ်းမြင်အဖြစ်ကျွန်တော်ပြောပြတာပါเนาะအဲ့လိုမင်္ဂလာပါနှုတ်ဆက်ပါတယ်